ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့စိတ်ဝင်စားစရာစနေနေ့ရဲ့ Premier League ပွဲတွေအပြီး Super Sunday Super Sunday ကဒီတစ်ခါက၅ပွဲတောင်ကမ်းမယ်ဆိုတော့ကျွန်တော်တို့တောက်ကြနေမှာတစ်ပွဲစနေနေ့မှာ၄ပွဲ Sunday မှာ၅ပွဲကမ်းမယ်အဓိကကတော့ကျွန်တော်တို့ Champion League ကန်ထားတဲ့အသင်းတွေ Europa League ကန်တဲ့အသင်းတွေနဲ့ Conference League ကန်တဲ့အသင်းတွေကြောင့် Sunday မှာပွဲပိုများသွားတာဖြစ်တယ် Sunday ရဲ့အကောင်းဆုံးပွဲက Aston Villa နဲ့ Manchester City အပါအဝင် Everton နဲ့ Spurs နဲ့ Arsenal က Crystal Palace နဲ့ဒါကအသင်းကြီး၃သင်းရဲ့ပွဲရှိတယ်။တခြားပွဲစဉ်တွေလည်းရှိတယ်။အခုနီးပြတဲ့ Shaun Dyke ကပထမဆုံးပွဲဖြစ်ဘုံမောက်အသင်းကိုအဝေးခွင့်ကံရမယ်ပြီးတော့မှ Wolverhampton နဲ့ Burnley ရုံးကန်ရတဲ့အသင်း၂သင်းရဲ့ထိပ်တိုက်တွဲဆိုတော့ Super Sunday မှာ၅ပွဲကံပဲ ဘုံမောက်အခုလက်ရှိမှာဘုံမောက်နဲ့ forest မှာတော့ကျွန်တော်နီးပြတဲ့ရှောင်းတိုက်ကျွန်တော်ထင်တော့တိုက်ထူးထူးခြားခြားကြီးတော့လုတ်ပြမဟုတ်ခါစစ်တွေပိတ်ကန်တဲ့ပုံစံမျိုးနဲ့တော့ဘုံမောက်ကိုလုတ်ပေးမယ်ကျွန်တော်ထင်တော့ဘုံမောက်ကိုမလွယ်ဘူးပြဘုံမောက်ကကောင်းတယ်အဒိုနီအီရာရူလာရဲ့အတင်းကကစားအားကိုကစားဟန်ကိုတိုက်စီလဲကိုးသွင်းနိုင်တဲ့စမန်းညိုခြေစွမ်းပြနေတဲ့ကျွန်တော်ထင်တော့ဘုံမောက်အိမ်ကွင်းဖြစ်ပြီးတော့သူတို့ရလက်ကောင်းအောင်ရှောင်းတိုက်အတွက်အခြေအနေမကောင်းဘူးသူကနေ့လည်းနှစ်နာရီဆိုပေမဲ့အခုကကျွန်တော်တို့က day 7 light ပြောင်းသွားပြီး ဆိုအော်တိုဘာရဲ့တတိယပတ်နောက်ဆုံးဆန်ဒီကနေဘတ်လနောက်ဆုံးဆန်ဒီကြမှာကျွန်တော်တနအီတိုးလိုက်တယ်အဓိကတော့မှောင်လာတဲ့အတွက်ကြောင့်ကျွန်တော်အချိန်ကိုတနအီတိုးတဲ့အတွက်ကြောင့်ဥရောပဘောလုံးပြိသက်တွေအတွက်တော့ပြဿနာမရှိပေမဲ့အာရှပြိသက်တွေအားလုံးဟာတနအီစီနောက်ကျပြီးကြည့်ရမယ်ဆိုတော့ဒါပုံမှန်အဖြစ်အခုဘုံမောင်းနဲ့ Forest Square ကနှစ်လေနှစ်နိုင်ဆိုပုံမှန်ညခွန်ခွဲကန်တာဒါပေမဲ့မြန်မာစနုပ်ကြီးည၈ခွဲဖြစ်သွားပြီးတော့6ခွဲပေါင်းရတော့မယ်အဲ့ဒါက Sunday မှာစမှာတော့ဘုံမောင်းနဲ့ Forest ကည၈ခွဲဖြစ်ပြီးတော့ Arsenal နဲ့ခွေ Crystal Palace ဒီပွဲကလွယ်မြအောင်နဲ့ခတ်တဲ့ပွဲလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ Palace က Arsenal ကို recently မှာဒုက္ခပေးနိုင်တဲ့အသင်း Arsenal ကတော့ Palace ရဲ့ self up မှာအမှတ်တရတဲ့ Emery မှာအမှတ်တပြင်းပြင်းပေးရတယ်။ဒါပေမဲ့ဒီအာဒီမှာအထက်သားနဲ့ Arsenal ရဲ့ပြောင်းလဲလာတဲ့ချက်ကမနစ်ကသူအမှတ်ဆုံးရှုံးထားတဲ့အသင်းကျွန်တော်မမေရရဒါပေမဲ့ Raya အမှားကနေ John Philip Mateta ကကြော်ပြီးသွင်းပြီးတော့ Arsenal ကတည်ကျသွားတာ Palace ကိုအဲ့ချိန်ကလေဘာဘူးကချန်ပီယံဖြစ်ဖို့တည်ကြတော့ရှိပါပဲ Arsenal တိတ်တော့မထူးကြတော့ဘူး။ဒါပေမဲ့ ပဲလစ်ကအာစနယ်ကိုအမရိတ်ကိုလာပြီးခဏခဏဒုက္ခပေးတဲ့အဆင့်ထဲမှာပါတယ်ဆိုတော့အဲ့ချက်ကအာစနယ်နဲ့လုံးဝကိုရှင်းတွက်လို့မရတဲ့အချက်ပဲခရစ်စတယ်ပဲလစ်ကအာစနယ်ကိုဒုက္ခပေးနိုင်သွန်းရှိတယ်နောက်တစ်ခုကဒီသင်းဟာတကယ်ကိုအကောင်းဆုံးပုံစံပြသထားတဲ့အသင်းဖြစ်ပြီးတော့ယွန်ဖိလစ်မာတက်တာဆိုပြီးခဲ့တဲ့တစ်ပတ်မှာဟတ်ထရစ်တောင်ရသွားတာအခုဒီရာသီမှာဟတ်ထရစ်ကလူတိုင်းရတာမဟုတ်ဘူးဒါပေမဲ့ခရစ်စတယ်ပဲလစ်ရဲ့ကစားသမားယွန်ဖိလစ်မာတက်တာကဘုံပေါက်တဲ့ပွဲမှာဟတ်ထရစ်ရထားတယ်ဆိုတော့အခုယွန်ဖိလစ်မာတက်တာကအာစနယ်လုံးဝသတိထားမ ယ်ကစားမဒီသားမကအာဆင်ကိုအမြဲဒုက္ခပေးတဲ့ကစားမဖြစ်တယ်ဆိုတော့အခုလောလောဆယ်မှာဘဲလစ်က ဒီသူတို့ရှုံးမွေးတပွဲကလွေးရင်ကျန်တဲ့အသင်းပွဲတွေမှာတော့ပဲလီရှာတော်တော်လေးတော့ဟုတ်နေတယ်ခံစစ်မှာကြောစီတဲ့ဖြစ်တဲ့အသင်းကြီးတွေကိုဒုက္ခပေးနိုင်တယ်တော်တော်လေးမာကျော်ချစ်လက်တဲ့ချက်စီကိုတည်ခံထားတယ်နောက်ကွန်မြူနတီတိုင်းတော့ကလီဗာပူးကိုပနတီနဲ့နိုင်ပြီးတော့လီဗာပူးကိုအင်ကွဲမှာပဲအနိုင်ရထားတယ်ခြေစွတ်တော်တော်လေးငြိမ်းတဲ့အသင်းဖြစ်တဲ့အာဆန်ကတော့ခုလောလောဆယ်ပြိုင်ပွဲဆုံးမှာကျွန်တော်တို့စုစုပေါင်းအားဖြင့်ပေကူက၃ကိုပဲရှိတယ်။ချန်ပီယံလိမှာလည်း၃ပွဲလုံးကလင်းရှိရတဲ့တီကိုရဲ့ ဒါ Athletic Club ရဲ့ပြီးတော့မှ Olympiacos ရဲ့ Premier League မှာတော့ Liverpool ကို Sobosai ရဲ့ free kick ပေးရတယ် ဟာလန်ရဲ့ quality ကိုနဲ့ပြီးတော့မှ Nick Waterman ရဲ့ခေါင်းတိုက်ကိုပေးတာတယ်။ Arsenal ကအဲ့ clean sheet က12ပွဲမှာ clean sheet 6ပွဲရထားတယ်။သူတို့ရဲ့ confidence ကတော်တော်လေးကောင်းတယ်။ Crystal Palace က Arsenal ကိုအမြဲတမ်းအတိုင်းအတာတစ်ခုတည်းဒုက္ခပေးနိုင်တဲ့အသင်းဖြစ်တယ်။ဆိုတော့ဒီအသင်းကို Arsenal လုံးဝ short တွက်လို့မရတဲ့အသင်းဖြစ်တယ်။ဒီအသင်းက Arsenal အတွက်ခက်ခဲတဲ့အသင်းဖြစ်ပြီးတော့နောက်တစ်ခုက Crystal Palace မှာမာကျိုးတဲ့ကစားမတွေအများကြီးပဲတိုက်စစ်ကစာရှိတဲ့ John Philip Mateta အပါဝင် fullback ီမှာလေရူထရီကိုမူနစ်ကတော်တော်ကောင်းတယ်အခုခရစ်စတယ်ပဲလစ်ကဒီပွဲမှာအာဆင်ကိုခက်ခဲအောင် လုပ်ပြနိုင်တဲ့အသင်းဖြစ်တယ်ဒါပေမဲ့ဒီပွဲကထိုက်ဂိမ်းဖြစ်မယ်ကြည်ကောင်းနိုင်တဲ့ပွဲဖြစ်တယ်အခုအာဆင်ရဲ့အမရီအာဆင်ကအခုဒီနေ့ရာသီမှာသူတို့ရလက်တွေဆုံးထားတဲ့အသင်းတွေရှိကအမှတ်တွေအကုန်ပြန်ယူထားတယ်ဒီချက်ကဒီရာသီမှာအာဆင်တိုးတက်လာတဲ့အချက်ဖြစ်တယ်မနေ့က ပယ်လင်းစ်ကဆက်ပတ်မှာကျွန်တော်5-1နဲ့နိုင်တယ်။အမေရိကမှာကျွန်တော်2-2တေးကြတယ်။ဟိုတနစ်ကအမေရိကမှာကျွန်တော်တို့5-0နဲ့နိုင်တယ်။ဆက်ပတ်မှာ1-0။နောက်4-1နဲ့အမေရိကမှာနိုင်တယ်2-0။ဆိုတော့ခရစ်စတယ်ပယ်လင်းစ်ကတခြားအသင်းဆိုရင်တော့ဒုက္ခပေးပေမယ့်အာဆင်နယ်ကိုတော့နည်းနည်းတော့ခတ်တယ်။ဒါပေမဲ့အာဆင်နယ်က2022ကစလို့အင်ကွဲမှာပယ်လင်းစ်ကိုနှစ်ခါအမှတ်ရော့ဘူးတယ်။လုံးဝ short လို့မရတဲ့ပွဲဖြစ်တဲ့ Mike Arteta တို့တတိထားရမယ့်ပွဲဖြစ်ပြီးတော့ဒီပွဲကကိုယ့်ကို မထင်မထင်သလိုဒုက္ခပေးနိုင်စွမ်းရှိတဲ့ပွဲဖြစ်တဲ့ အရကနေ့လေ2နာရီည8ခွဲမှာကမ်းမယ်ပြီးတာနဲ့ Manchester City အသင်းနဲ့ Aston Villa အသင်းရဲ့ပွဲရှိတယ် အာဆွန်ဗီလာရဲ့အိမ်ကွင်းဗီလာဘက်မှာကန်ရမယ်မထင်မှတ်ပဲနဲ့ဗီလာဟာဇက်တိုက်ပြန်ကောင်းနေတယ်နော်နောက်ဆုံးပွဲမှာစပါးကိုအဝေးကွင်းသွားကန်ပြီးတော့ Unite Emirates ကရလက်ကောင်းထားသလိုအခုလောလောဆယ်မှာလည်းသူတို့ယုံကြည်မှုအပြည့်အဝရှိနေတယ်ဗီလာဟာတော်တော်လေးချိန်ကြီးနေနောက်အာဆွန်ဗီလာဟာ Manchester City ကိုအမြဲတမ်းဒုက္ခပေးတဲ့အသင်းထဲမှာပါတယ်အထူးသဖြင့်ဗီလာဘက်မှာမနေ့ကအာဆွန်ဗီလာကသူတို့အိမ်ကွင်းမှာ2-1နိုင်တယ် City ကသူ့ပြင်ကွင်းမှာ2-1နဲ့ပြန်နိုင်တယ် Whole shit တနေ့ကဗီလာကသူ့အိမ်ကွင်းမှာ1-0နဲ့နိုင်တယ် City ကသူ့ကွင်းမှာ4-1နဲ့နိုင်တယ် Whole တနေ့တုန်းကတော့1-1 တည်ကြတယ်။နောက် City က3-1ပြီးတော့မှ2021 22မှာတော့ City 2-1ဆိုတော့ City က Aston Villa ကို နောက်ဆုံးနိုင်တာ22 22မှာနိုင်တာ။အဲ့နောက်ပိုင်းမှာ Aston Villa ကိုတွေ့တဲ့အင်ကွင်း3ပွဲမှာနှစ်ပွဲရှုံးတစ်ပွဲသီအဲ့ချက်က Manchester City တို့က test ပဲ။ဘာကြောင့်လဲဆိုတော့အဲ့သူတို့နဲ့တစ်ချိန်တည်းမှာ Arsenal ကလည်းဟိုဘက်မှာ Palace နဲ့ကံနေတဲ့အချိန် Liverpool က Brentford နဲ့ကံပဲ ဘုံပေါင်းတို့ဘွားရှိတဲ့အချိန်မှာစီးတီးအနေနဲ့လုံးဝအပားခံလို့မရဘူးနောက်တစ်ခုကမန်စီးတီးကလာမဲ့ပွဲစဉ်၃ပွဲအတွင်းမှာသူတို့လီဗာပူးနဲ့ကန်ရမယ်ဆိုတော့လီဗာပူးနဲ့ကန်တဲ့ပွဲမှာလည်းအမှတ်လဲရောနိုင်တယ်အပြည့်လဲရနိုင်တယ်တကယ်လို့ဒီနေ့ပွဲမှာအမှတ်ရောရင်သူတို့အမှတ်ဖြတ်ခံရမှာလုံးဝအပြည့်မခံဘူးဒါပေမဲ့အာဆွန်ဗီလာရဲ့ကစားပုံခုနောက်ပိုင်းတိစသာတိုးတက်လာတဲ့အချက်ရဲ့နောက်တစ်ခုကဗီလာဟာစပါးကိုကစားသွားတဲ့ခြေရရောသူတို့မှာတော်တော်လေးခြေထွန်းကောင်းတယ် ဟိုတိုက်စစ်ကတော့ Hollywood King ရှာကျွန်တော်အပြည့်အဝမမြော်နိုင်သေးဘူးဒါပေမဲ့ Aston Villa အသင်းမှာအားသာချက်တွေရှိတော့ကစားဖို့တော်တော်လေးကောင်းတယ် Daniel Malan ကိုတွေတွေ့နေ Manchester City ကတော့ on fire ဖြစ်နေတာ Haaland chance after chance ဆိုင်ကို finishing လုပ်တယ်ကိုတွေအများကြီးတွေ့နေတကယ်ဆက်ရုပ်လူသားကတော့လက်ရှိမှာအကောင်းဆုံးကစားမှာပဲ so manchester city tight game ဖြစ်တယ်ပွဲကတော့ကြည်ကောင်းနိုင်တဲ့ပွဲဖြစ်တယ်ဒါက uk မှာနေ့လည်နေ့တိုင်းမြန်မာစံတော်ချိန်ည8ခွဲမှာကပ်မယ်တစ်ချိန်တည်းမှာပဲ wolverhampton နဲ့ burnley ပွဲလေးရှိတယ်အဲ့ပွဲမှာတော့ ော့ကျွန်တော်ကတော့တူတင်ကိုတင်အကျိတ်နဲ့ကန်ရမယ်ပွဲဖြစ်လို့ထင်တယ်။ဘာလို့နှစ်သေးစလုံးကယုံကန်ရတယ်ဒါပေမဲ့ Wolf နဲ့ Victor Pereira ကဒီပွဲတော့ပထမဆုံးအမှတ်ရမယ်လို့မျှော်လင့်ထားတယ်။ နောက်ဆုံးပွဲကတော့စနေနေ့ညနေ၄နာရီခွဲမြန်မာစံတော်ချိန်ပုံမှန်အဖြစ်ည7နာရီဒါပေမဲ့အခုအချိန်ရွှေ့သားတဲ့ကြောင့်ည7နာရီမှာကံမပွဲ Everton နဲ့ Tottenham Hotspur ပြီးခဲ့တဲ့ဘက်က Everton ဟာ Man City ကိုတူတင်ကိုယ်ကံလိုက်သေးတယ်ဒါပေမဲ့စပါးကိုယ်တိုင်ကလည်းယုံကန်နေရတာသူလည်း Champion League အဝေးကွင်း Monaco ကိုတွားကန်ထားရတယ်နောက် Everton ရဲ့ Hey Dickinson ကွင်း Everton ဟာအခုဒီပွဲမှာ Jack Grealish ပြန်ပါမယ်သူတို့နှစ်သိန်းကြားမှာအခုလောလောဆယ်မှာပြဿနာပါကြစပါးချေးမငြိမ်းတာသူတို့အဝေးကွင်းတော့ပိုကောင်းတယ် Brighton ရဲ့ဘက်မှာတည်ကြတယ်ပြီး ဲ့တဲ့ပွဲစုံကလည်းသူတို့အဝေးကွင်းနိုင်ထားတယ်ဆိုတော့အဝေးကွင်းမှာတော့သူတို့ရလဒ်တွေကောင်းတာမှာပဲခြေမငိမ့်တဲ့အတွက် Everton လို့ကစားခတ်တဲ့အသင်းနဲ့ခတ်လိမ့်မယ်ဗျာ Everton ကပြီးခဲ့တဲ့နှစ်ကစပါးကိုသူတို့အိမ်ကွင်းမှာ3-2နဲ့နိုင်တယ်ဟိုးတနစ်က2-2တေချတယ်ဟိုးတနစ်က1-1တေချပြီးတော့ဇီးဇီးတေချတယ်နောက်တစ်ခုက Everton ဟာ Tottenham Hotspur ကို2021တုန်းက2-2တေချတယ်ဆိုတော့2021ကစပြီးတော့ Everton ကစပါးကို2-2တပွဲဇီးဇီးတပွဲ ဝမ်ဝမ်တပွဲတူတူတပွဲလေးပွဲတင်ကြပြီးတော့သူတို့တပွဲနိုင်ဆိုအေဗာဒါလည်းစပောက်အလုံးလုံးကြီးနိုင်တာတော့မဟုတ်ဘူးဒါပေမဲ့နောက်ဆုံး၅ပွဲမှာ၄ပွဲတည်တပွဲနိုင်ထားပြီးတော့ရှုံးပွဲမရှိကစားထားတယ်ထော့တနမ်ဟော့စပါကအခုလက်ရှိမှာဖုန်းနည်းနည်းလေးပြန်ရိုင်းနေတော့မက်စ်ဖရန့်အသင်းကကောင်းလေအရင်စွတ်ကောင်းတယ်ဒါပေမဲ့သူတို့တိုက်စစ်မှာဆလန်ကီမပါသေးတာရဲ့ခိုလိုမွားနီးခြေစုံမပြသေးတာလည်းပါတယ်အခုကမက်တီထဲကိုအားကိုးနေရတယ်ရီချာလက်ဆန်ကိုအားကိုးနေရတယ်မီခီဗန်ဒါဘက်မပါပြဿနာမရှိပေမဲ့ရိုမေရိုမပါရင်စပါတိုင်ပတ်မှာ ဒန်ဆိုနဲ့အလုံးမဖြစ်ဘူးလက်ရှိအနေထားကျွန်တော်ထင်တော့ tight game ဖြစ်တယ်ဒီပွဲကညနေ၄နာရီခွဲည7နာရီမှာကံပဲတကယ်ကိုအကျိတ်နယ်ရှိမဲ့ပွဲဆိုတော့ Arsenal က Palace နဲ့ကံပဲ Man City ကအဝေးခွင့်မှာ Villa နဲ့ကံပြီးတော့ Spurs ကအဝေးခွင့် Everton နဲ့ကံပဲဒါက Super Sunday ပွဲကြီးပွဲကောင်းတွေပါအားလုံးကျေးဇူးတင်ပါတယ်